ရီတိုင်းတဲ့ကပင်လယ်ပြင်မှာငါးလုံငန်းအုပ်စည်းဌာနကနေငါးဖမ်းလေတွေကိုငါးသားပေါက်ရာသီချိန်မှာငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ထားပေမယ့်လက်ရှိမှာတော့ငါးသားပေါက်ရာသီမှာငါးဖမ်းခွင့်ပြုလိုက်တဲ့အပေါ်ရေအောက်တည်ရန်ဇာတာတွေပုံမရှားပါလာနိုင်ပြီးထိခိုက်ပျက်စီးနိုင်တယ်လို့တနင်္လာရီတိုင်းတည်ရန်ဇာတာလေးလာစောင့်ကြည့်သူတို့ကပြောပါရယ် ငါးလုံငန်းဦးစီးဌာနကဧပြီလ၁ရက်နေ့ကနေဇွန်လ30ရက်နေ့အထိ3လကိုငါးသားပေါက်ရသည့်အဖြစ်သတ်မှတ်ပြီးငါးမဖမ်းရတားမြစ်ခဲ့ပေမဲ့ရေလုံငန်းရှင်တွေရဲ့အခက်အခဲတွေကြောင့်ကန်ဝေးငါးဖက်လှေတွေကိုဧပြီလ၁ရက်နေ့မှာလုတ်ကင်ခွင့်ပေးခဲ့တယ်လို့ငါးလုံငန်းဦးစီးဌာနကမတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ရေလုံငန်းရှင်တွေကဒီနှစ်မှာအရှုံးပေါ်လို့ငါမဖန်ရရသည်မှာတလ၅ဖန်ခွင့်ပေးဖို့တောင်းဆိုထားကြပြီး73စီစီရိတ်တွေနဲ့ငါမရတာကြောင့်တလတိုးပြီးငါဖန်ခွင့်ပြုတ်ခဲ့တယ်လို့ရေလုံငန်းရှင်နဲ့နေဆက်သူတို့ကပြောပါရယ် ။တနင်္သာရီတိုင်းတဲ့ကကံဝေးငါးဖမ်းလှေတွေဟာစစ်ကောင်စီလောက်ခံပြည်လည်ပြင်းစုမှုရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတားမြစ်ထားတဲ့ကန်းဒီရေပြင်မှာငါးဝင်ရောက်ဖမ်းဆီးနေတယ်လို့တရားမဝင်ငါးဖမ်းကရိယာတွေအသုံးပြုတာကြောင့်ရေအောက်တန်းတာကြောက်တန်းတွေပျက်စီးဆုံးရှုံးနေပြီးဒေသခံတပိုင်းတိုင်းငါးရှာဖွေနေသူတွေအခက်အခဲဖြစ်နေကြတယ်လို့လည်းသိရပါပါတယ်ရှင်။